ကဲကျွန်တော်တို့ရင်ကုန်ပြောရှင်ဒါတော့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့အပတ်စဉ်ပြောပြမျှဝေနေတဲ့အဗန်မင်းသင်ကားရဲ့ကိုတွေ့ရေရာဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့တော့တပတ်ကိုဗီဒီယိုဖိုင်လေးတစ်ခုတစ်ခုဟာရေရာနီးလေးတစ်ခုတစ်ခုလမ်းညွှန်မျှဝေနေပါတယ်အဲ့တော့အခုဒီတပတ်မှာလဲဟာရေရာနီးလေးတစ်ခုကျွန်တော်တို့အကြောင်းရှိကလိုအပ်ကเนาะအကြောင်းတိုက်ဆိုင်ကလုံလို့ရအောင် လမ်းညွှန်ပြောပြလိုက်မှာဖြစ်ပါတယ်အဲ့တော့ဒီတော့မှာဆိုရင်တော့ဗာလဲဆိုရင်အမလက်ဝင်ခြင်းသားလက်ရှင်ခြင်းသားဟာလက်တိတ်နေလို့ဟာလက်တိတ်နေလို့ဝေခြင်းနဲ့ပတ်သက်ရင်ဟာအပူသောကတွေစိုးရင်ကြောင်းကြနေရတာတွေဟာအခက်ကြုံနေတာတွေမဖြစ်အောင်လို့เนาะလက်လာပဲရှင်အောင်လို့လက်ပွင့်ခြင်းလို့ အလောက်ရမဲ့ကြဲရနီးဖြစ်တယ်လို့အယောင်းဝယ်လုတ်တဲ့မိတ်ဆွေများအနေနဲ့လည်းဟလာရောင်ပန်းဝယ်ပန်းတွေပွင့်လန်းပြီးတော့ဟလာအချိုးမြက်တွေရရှိစေမဲ့နော်အယောင်းဝယ်တွေကောင်းစေမဲ့ရေရရနီးဖြစ်ပါတယ်နော်ဒီနီးလေးကိုဟလာကျွန်တော်တို့လုတ်ချင်းဖြစ်လက်လာဘက်တွေရွှင်မဲ့လက်တွေပွင့်မဲ့အယောင်းဝယ်တွေကောင်းစေမဲ့နီးပါအဲ့တော့လောက်ရမှာကျွန်တော်လွယ်လွယ်လေးပါရန်ကုန်မှာနေရဆိုရင်တော့ကျွန်တော်တို့တိမ်ကြီးစေးတို့နော်ဘူဂျုတ်စေးဘတ်တို့အဲ့အဲ့ဒီဘတ်တွေမှာအဲကျွန်တော်တို့ရှိပါတယ် ။ဘာလဲဆိုရင်တော့ဖိုးဝါအယုတ်လေးတယုတ်လိုပါတယ်။နော်ဖိုးဝါအယုတ်ကလေးတယုတ်လိုပါတယ်။အဲ့တော့အကြီးလည်းမဟုတ်ဘူး။အဲ့တည်တည်လေးလည်းမဟုတ်ဘူး။ဟလာအလေအလက်လောက်ပေါ့။နော်ဟလာလက်တဝါကြော်ကြော်အရွယ်လောက်ပေါ့။နော်အဖိုးဝါအယုတ်ကလေးတယုတ်လိုပါတယ်။အဲ့တော့တင်ကြီးသေးတို့ဘုဇုတ်စည်းပတ်တွေမှာသွားပြီးတော့ရငုံအနေနဲ့ဝယ်လို့ရှာလို့ရတယ်ကော်ရုပ်ကလေးပါအဲ့တော့တခြားနေရာမှာတွေဆိုရင်လည်းဟလာအခုလိုကော်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ အမေးမြန်းစုံစမ်းပြီးတော့ဝယ်လို့ရမယ်ထင်ပါတယ်ဝယ်လို့ရနိုင်ပါတယ်နော်ဖိုးဝါရုပ်ကလေးနော်လို့တယ်အဲ့ဖိုးဝါရုပ်ကလေးကိုအပေါက်ဖောက်လိုက်ရမှာဖြစ်ပါတယ်ဖိုးဝါရုပ်လေးရဲ့ခေါင်းတက်တဲ့ကိုအပေါက်ကလေးတပေါက်ဖောက်လိုက်ရမှာဖြစ်ပါတယ်ဥမာပေါ့လက်မလုံးလောက်အပေါက်ကလေးတပေါက်တော့ဖောက်ပါနော်သို့မဟုတ်လည်းဟာလာတလက်မပတ်လေလောက်အပေါက်ကလေးဖောက်လိုက်ပါဖိုးဝါရုပ်ရဲ့ခေါင်းတက်တဲ့ကိုဖောက်ပြီးတော့ရင်တော့ကျွန်တော်တို့ကျောက်စရစ်ခဲပေါ့နော်ကျောက်စရစ်ခဲကူးခဲလို့ပါတယ် ဟုတ်လားကြောက်စရစ်ခဲလေးတွေကျွန်တော်တို့เนาะအဲ့ဒါလမ်းသွားနေရင်လည်းကြောက်စရစ်ခဲလေးတွေကောက်ခဲလို့ရပါတယ်ကြောက်စရစ်ခဲကိုးခဲအဲ့ဒါကြောက်စရစ်ခဲကိုးခဲမရရင်เนาะဗမာပြည်ကကျွန်တော်တို့ငွေအကျွေစီ60တို့မှလည်းနိုင်ငံညာအကျွေစီ60ဆိုလည်းရပါတယ်အဲ့တော့အကျောက်စရစ်ခဲလည်းအဆင်ပြေတယ်ငွေအကျွေစီလည်းရတယ်ဆိုပူကောင်းပါတယ်ကျောက်စရစ်ခဲ60ခဲထက်ငွေအကျွေစီ60ကိုလည်းထက် အဲပြီးတော့ရေထက်ပြီးတော့ရင်တော့အနီရောင်နှင်းစီပွင့်တပွင့်ပေါ့နော်အနီရောင်နှင်းစီပွင့်တပွင့်မှာနော်အနီရောင်နှင်းစီပွင့်တပွင့်ကိုအဲ့ဒီဖောက်ထားတဲ့နော်ဖိုးဝါရုပ်လေးဖောက်ထားတဲ့ဒဲကိုထိုးဆိုင်လိုက်မယ်ရေထက်မယ်အပြီးတော့ဘာလုပ်မလဲဆိုရင်တော့အဲ့ဒီနှင်းစီပန်းပွင့်ရဲ့အယိုးဒဏ်တဏီယာကိုကွင်းရွက်ကလေးတစ်ရွက်နဲ့ ပတ်လိုက်ပါလိမ့်လိုက်ပါပြင်ပြန်မပြောင်းအချီကျိုးလေးနဲ့ခြီးထားပါနော်အဲအဲ့တော့အဲအခုပြောတဲ့ဟာဒီအားလုံးပါပြီဆိုရင်တော့ဘုရားရုပ်လေးကိုကင်ပြီးတော့မေတ္တာတုတ်ရွတ်တာမေတ္တာပို့တာမျိုးလေးကျွန်တော်လုပ်ရမှာဖြစ်ပါတယ်ဟလာတနည်းတစ်ခေါက်ပေါ့နော်အ ਨੇ ဆုံးသုံးမွေလဲမနှံ့ညဟလာမေတ္တာတုတ်ရွတ်တာမေတ္တာပို့တာလုပ်ရမှာဖြစ်ပါတယ်အာလုပ်ပြီးသွားရင်ကိုယ့်ရဲ့အလုပ်ဇွဲပေါ်မှာထားတာမျိုးအဲကိုယ့်ရဲ့အိမ်ဝေပေါက်ထွက်ပေါက်နဲ့နီးတဲ့နေရာမှာထားတာမျိုး အခုအယောင်းဝယ်လုပ်လဲအယောင်းဝယ်လုပ်တဲ့စိုင်တို့ကောင်တာတို့တီဘယ်တို့မှာထားတာမျိုးလုပ်မယ်နှင်းစီပန်းလေးနွားဝအစ်စ်လဲပေးမယ်ကိုယ်ရမကောင်းတော့အစ်စ်လေးလဲလဲပေးမယ်အဆိုရင်လက်ပွင့်နေပါတယ်လက်လာပဲရွှင်လန်းနေပါတယ်နော်ငွေချင်းနဲ့ပတ်တိုင်ကန်ကောင်းထောင်းပါစေပါတယ်အယောင်းဝယ်တွေကောင်းစေပါတယ်အဲ့တော့ဒီနီးလေးကိုကျွန်တော်ဒီတစ်ပတ်မှာလမ်းညွှန်လိုက်ပါတယ်အဲ့တော့နားရှင်းမယ်နော် နားရှင်းမယ်လှုပ်လို့လွယ်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲလက်လာဘက်တွေရှင်ပြီးတော့ငွေကြေးနဲ့ပတ်သက်ကံကောင်းနိုင်ကြပါစေရောင်းဝယ်တွေလည်းကောင်းကြပါစေဗျာ